ဝင်ကြည့်မိကြသူအားလုံးပဲမင်္ဂလာပါ။ဒါက19ချိန်အတွက် 3D 3ကွင်ကြားအနေထားနဲ့3ချိန်ဆက်ဖြစ်နိုင်ခြင်းရှိတဲ့ဖြစ်နိုင်ခြင်းရနှစ်ကွက်ယူဆထားတယ်။ဆိုတော့ဒါ19ချိန်အတွက်ဒါနောက်ဆုံးယူဆမှုပဲ။ဆိုတော့မနေ့ပြန်ဆိုရင်လည်းဒါ 3D ရထွက်တော့မယ်။ဆိုတော့ဒါတေသချာချာလေးနားလည်အောင်ကြည့်ပါ။ကိုကြိုက်ရင်ထည့်သုံးပေါ့။ဒီလိုလေးယူဆကြည့်ထားတယ် အပေါ်နှစ်ကျင်းဖြစ်ခဲ့တဲ့အတိုင်းပဲတက်လိုက်ပြီးတော့ယူဆတယ်ဒီသုံးလုံးပေါင်းကျင်းတန်ဖိုးလေးဒီမှာ library ဒီလိုဒီလိုယူဆကြည့်တာအပေါ်နှစ်ကျင်းမှာဖြစ်တာဒီသုံးလုံးပေါင်းကျင်းတန်ဖိုးကို library ဒီလိုဖြစ်တာနှစ်ကျင်းဖြစ်တာလို့သုံးကျင်းကိုဆက်ပြီးတော့ပုံစံတို့ယူဆရင်ဒီသုံးလုံးပေါင်းကျင်းလေးဒါကြောင့်ဒီမှာ library လို့ဖြစ်မှာ library အဲ့ဒီလေးလေးပရိက္ခာမှာသူကဒီလေးတုတ်ချက်ရိုက်ပြီးတော့အပိတ်တလုံးနဲ့အပိတ်တလုံးအပိုင်နဲ့လေးပရိဒီလိုယူဆမှာသူကဒီလိုဒီသုံးလုံးပေါင်းချင်းတန်ဖို့လဲလေးပဲဆိုတော့လေးတုတ်ချက်ဖြစ်သွားတယ်ဒီသုံးလုံးပေါင်းချင်းတန်ဖို့လေးဒီသုံးလုံးလေးဒီသုံးလုံးလေးဖြစ်တဲ့ချိန်မှာနှစ်အပိတ်နှစ်အပိတ်နဲ့ နောက်ထပ်တလေလေပရလေတုံးချက်နဲ့လေလေတုံးချက်ရိုက်ပြတဲ့အချိန်မှာနှစ်အပိနဲ့လေပရဒီလိုထွက်သွားတယ်ဒုတိယအချိန်မှာလည်းအဲ့ဒီလိုဒီသုံးလုံးပေါင်းကြည့်ရကိုဒီသုံးလုံးကိုဒီသုံးလုံးကိုဆိုရတာငါအပိပြီးတော့နောက်တစ်ခုကိုပရငါအပိနဲ့ကိုပရကိုတုံးချက်ရိုက်ပြီးတော့ ငါအပိနဲ့ဘိုးဘရိတ်ဆိုတဲ့ပုံစံထွက်သွားတယ်။အဲ့ဒီတိုင်းကပုံစံတူသုံးချိန်ဆက်ပြီးတော့ဖြစ်ခဲ့ရင်ဒီမှာလည်းဒီသုံးလုံးပေါင်းခြင်း၄လို့ဖြစ်မယ်။ဒါမှဒီသုံးလုံး၄ဒီသုံးလုံး၄နှစ်အပိပြီးတော့နောက်တစ်လေးဒီသုံးလုံး၄လေးပရိတ်ဖြစ်နှစ်အပိနဲ့၄ပရိတ်ဒါဒီလိုမူကြမ်းလေးထွက်လာ ဒါဆက်ဖြစ်ရင်ဒီတိုင်းဖြစ်မှာဆိုတော့အဲ့ဒါမှာနှစ်ပိတ်နဲ့လေးပိတ်ဆိုရင်ဒီရှင်းနှလုံးပေါင်းခြင်းတန်ဖို့ဟာနှစ်ထက်ပိတ်အောင်ဒါဆက်ကွက်မှုပဲနှစ်ပိတ်နဲ့ရှင်းနှလုံးပေါင်းခြင်းနှစ်ဆက်ကွက်ထုတ်ရင်ရဒါဆိုရင်နှလုံးရှင်းနှလုံးပေါင်းခြင်းနှစ်နဲ့နှစ်ပိတ်နဲ့ပေါင်းသုံးလုံးလေးလေးပိတ်ဖြစ်သွားပြီဒုတိယအချိန်မှလည်းအဲ့လိုရှင်းနှလုံး ငါအပိတ်နဲ့ကိုပရိဆိုတဲ့ကရှင်နှလုံးပေါင်းခြင်းကိုလေးထက်ပြမှာသုံးလုံးကိုလို့ပြမှာဆိုတော့ကရှင်နှလုံးပေါင်းခြင်းလေးအဲ့ဒီအတိုင်းအဲ့ဒီအတိုင်းသူကလိုက်တာဆက်ပြီးတော့မှတာယူဆရမယ်ဆိုရင်နှစ်အပိတ်နဲ့လေးပရိဆိုရင်ဒီရှင်နှလုံးပေါင်းခြင်းတန်ဖို့နှစ်လို့ထက်ပြရဒါမှရှင်နှလုံးပေါင်းခြင်းနှစ်နဲ့နှစ်အပိတ်နဲ့ပေါင်းပြီးတော့လေးပရိဒီလိုဖြစ်မယ်ဒီမှာလည်း ရှင်းနှလုံးပေါင်းခြင်းလေးငါးပိတ်နဲ့ပေါင်းဒလုံးပေါင်းခြင်းကိုဒီလိုပုံစံလေးတွင်ခြင်းမှုဖြစ်သွားတယ်ဆိုတော့ဒီလိုရှင်းရှင်းနှလုံးပေါင်းခြင်းတံပိုးလေးတွေရတယ်သူ့မှာအထာကြကြလေးဒီလိုလေးဖြစ်ထားတာရှိတယ်ဒီနှလုံးပေါင်းခြင်းနှစ်ဒီနှလုံးပေါင်းခြင်းနှစ်ရှင်းနှလုံးပေါင်းခြင်းနှစ်ဒုတိယချိန်မှာလည်းဒီနှလုံးပေါင်းခြင်းလေးဒီနှလုံးပေါင်းခြင်းလေး ရှင်နှလုံးပေါင်းခြင်းလေဒါကွက်တည်မယ်အဲ့ဒီတိုင်းဆက်ပြမယ်ဆိုရင်ဒီနှလုံးပေါင်းခြင်းတန်ဖိုးဟာနှင်းဒီနှလုံးပေါင်းခြင်းတန်ဖိုးဟာနှင်းဆိုရက်ခါရှင်နှလုံးပေါင်းခြင်းတန်ဖိုးနှင်းဒါယူဆမှုဟာဒီတိုင်းပဲဆိုတော့အဲ့ဒီဟာကိုဆိုတော့ဒါဒီယူဆမှုကိုသူ့ကိုဒါကနန်းတွဲလိုက်မယ်ဆိုရင်ဒါဆက်ကွက်မှုထွက်တာပဲနှင်းပိတ်တင်တယ်ဆိုတော့ဒါ1 1နှင်းဆိုရင်လည်း နှစ်အပိတ်နဲ့အရှင်တော်ပေါင်းခြင်းနှစ် library ဖြစ်တာပဲနှစ်သုံးညနှစ်သုံးခုနှစ်လေးရှင်းနှစ်ပြီးတော့ငါးခုနှစ်ခြောက်ခြောက်နှစ်ခုံငါးနှစ်ကိုသုံးနှစ်ဆိုရက်ကသုံးညထိတ်နဲ့ရှစ်ထိတ်အဲ့ဒီကနေနှစ်ခွက်ကိုအကောင်းဆုံးအနေနဲ့အကောင်းဆုံးဖြစ်နိုင်ကြလို့ယူရတယ်သုံးညနှစ်နှစ်ရှစ်လေးနှစ်ဒီကနေနှစ်ခွက်ကို ဒီသုံးပင်ကြအနေထက်နဲ့ဒီအယူအဆမှာဒီကနက်နှစ်ကွက်အကောင်းဆုံးဖြစ်နေညီလို့ရွေးလိုက်တယ်။ဆိုတော့သူကဒီပုံစံလေးယူဆလိုက်တာပထမ၃ညနှစ်နှစ်ဒီသုံးလုံးပေါင်းခြင်းတံပိုး၁ဒီသုံးလုံးပေါင်းခြင်းတံပိုး၁ဒီလိုဒါထိတ်တလုံးယူဆတဲ့ပုံစံနဲ့ဒီရှင်းနှလုံးပေါင်းခြင်းကိုဖြစ်ဆိုတော့ဒီသုံးလုံးတည်းဒီသုံးလုံးတည်းဆိုလို့ရှိရင်သုံးထိတ်သုံးထိတ်နဲ့ရှင်းနှလုံးပေါင်းခြင်းနှစ်ဆိုရင် ကိုယ်အလဲထက်ပေးလိုက်နှစ်ပိတ်နဲ့ပေါင်းသုံးလုံးပေါင်းချင်းလေးလေးပရိဖြစ်သွားတယ်သုံးကိုနှစ်အဲ့ဒီပုံစံတိုင်းပဲဒုတိယချင်းဒီသုံးလုံးပေါင်းချင်းတန်ဖို့တဒီသုံးလုံးပေါင်းချင်းတန်ဖို့တဆိုတော့၈ထိပ်၈ထိပ်ရပြီရှင်းနှလုံးပေါင်းချင်းလေးဆိုတော့၆အလဲထက်ပေးလိုက်ပြီးတော့ငါအပိတ်နဲ့ပေါင်းသုံးလုံးပေါင်းချင်းကိုဒီပုံစံပြည့်စုံသွားတယ်၈၆၅ဖြစ်သွားတယ် အဲ့ဒီပုံစံအတိုင်းတုံးချင်ကွတ်တီဆက်ဖြစ်ရင်ဒီသုံးလုံးပေါင်းချင်6အပေါ်နှစ်ချင်ဖြစ်ခဲ့တဲ့အတိုင်းဒီသုံးလုံးပေါင်းချင်6လို့ဖြစ်အောင်မယ်ဆိုရင်တုံးညထိတ်တယ်လို့တုံးညထိတ်နဲ့ရှင်းနေလို့ပေါင်းချင်2ဆိုရင်2အလဲထက်2ပိတ်နေပေါင်းသုံးလုံးပေါင်းချင်4ဒီလိုဖြစ်သွားတယ်ဆိုတော့ဒီပုံစံလေးနဲ့တုံးညနှစ်နှစ်သူကတာ ဒီလိုလေးရစလိုက်တယ်။သုံးရထိပ်ဖြစ်နေတယ်။ဒီသုံးရထိပ်ကနေဒီနှစ်ထဲမှာ2025ထဲမှာတခါလည်းမထွက်သေးဘူးထင်တယ်။သုံးရထိပ်။ဆိုတော့အဲ့လိုလေးရွေးချယ်လိုက်တယ်။ပြီးတဲ့အခါနောက်ထပ်၈လေးနှစ်လေးကိုထပ်ပြီးတော့ဒါကျွန်တော်ဘလို့ကြောင့်ရွေးချယ်လဲဆိုတာလေးကိုထပ်ရှင်းမယ်။ဆိုတော့ကဒီဒီကနေနှလုံးပြန်ဖြတ်မယ်။သူကဒီလိုဒီမှာဒီသုံးလုံးပေါင်းခြင်းတံပေါ်၁ ဒီ၃လုံး၁တော့ပေါ်ချက်တန်ဖိုးနှစ်ခုဒီပုံစံလေးဖြစ်တယ်ဒါအလဲတစ်လုံးစလို့ရကိုယ်အလဲရှင်းတစ်လုံးပေါင်းချက်နှစ်ဆိုတော့ထိတ်ထက်တာပေါ့တော့လုံးပေါင်းချက်လေးဖြစ်သွားရင်နှစ်ပိနဲ့ပေါင်းပြီးတော့ဒါလည်းမှန်လားပဲအဲ့ဒီလိုပဲလားသူ့အတော့ပဲကြောင့်ဒုတိယအချိန်မှာလဲဒီ၃လုံးပေါင်းချက်၃ညဒီ၃လုံးပေါင်းချက်၃ညဆိုရက်က6အလဲ6အလဲရှင်းတစ်လုံးပေါင်းချက်၄မို့လို့ ရှစ်ထိပ်ကိုထည့်ပေးလိုက်။ဒါဆိုငါပိတ်နေပေါင်ရှစ်ချောင်းကတော့လို့ပေါချင်ကိုကိုပရိနေအဆင်ပြေသွားတာပဲ။အဲ့ဒီတိုင်း၃ချိန်ဆက်ပြီးတော့ယူဆိုင်ရင်ဒီတော့လို့ပေါချင်၆ဒီတော့လို့ပေါချင်၆ဒီလိုဖြစ်အောင်မယ်ဆိုရင်တော့လို့၆ဖြစ်ဖို့အတွက်လေးအလဲတစ်လုံးကိုထည့်။လေးလံရှင်နှလုံးပေါချင်၂ဆိုတော့ရှစ်ထိပ်တစ်လုံးထည့်ပေးလိုက်။ ရှစ်ထိတ်လေးလည်းရှင်နှလုံးပေါင်းခြင်းနှစ်နဲ့နှစ်ပိတ်နဲ့ပေါက်သုံးလုံးပေါင်းခြင်းလေးလေးပရိတ်ဒီပုံစံပြည့်စုံသွားတာပဲဆိုတော့ဒါရှစ်လေးနှစ်သူကတော့လေးအလဲကိုလေးလေးအလဲကိုမန္တန်ပြုတ်ပြီးတော့ပေါင်းဆက်လိုက်တယ်ဒီဒီပုံစံလေးကိုဖြည့်ဆွလိုက်တဲ့အခါရှစ်လေးနှစ်ပြီးတဲ့အခါခွာပေါင်းခြင်းတံပေါ်တစ်ခုခွာပေါင်းခြင်းတံပေါ် ဲ့ဒီလိုမျိုးလေးတာရှင်းလင်းနှိဆိုရကနဲ့ဟာတိုက်ဆိုင်မှုရှိတယ်ဒီသုံးလုံးပေါင်းခြင်းသုံးညဒီသုံးလုံးပေါင်းခြင်းသုံးညဆိုရကခွာငါခွာပေါင်းခြင်းငါသုံးထိပ်နှစ်ပိတ်ခွာပေါင်းခြင်းငါဒီလိုပြည့်စုံသွားတယ်ဒုတိယခြင်းမှာလဲဒီသုံးလုံးပေါင်းခြင်းဟာရှစ်ဒီသုံးလုံးပေါင်းခြင်းရှစ် ဆိုတဲ့အခါခွာပေါင်းခြင်း3ရှင်းထိတ်ငါးပိတ်နဲ့ခွာပေါင်း3ကွတိကြသွားတယ်အဲ့ဒီလိုပဲ3ချိန်ဆက်ပြီးတော့သူပါတယ်ဒီပုံစံလေးဆက်ဖြစ်တယ်ပေါ့ကံညီမှုဆက်ရှိတယ်ဒီသုံးလုံးပေါင်းခြင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ဆိုတဲ့အခါရှင်းထိတ်နဲ့ခွာ3ညာ ီမှာရှစ်ထိတ်နှစ်ပိတ်နဲ့ခွတ်တုံညာသုံးလုံးပေါင်းရင်ခွန်ခွတ်တုံညာရှစ်ထိတ်နဲ့ရှစ်ထိတ်နှစ်ပိတ်နဲ့သုံးလုံးပေါင်းရင်ခွန်ကွက်တိကြတယ်ဆိုတော့ဒါဒါကတော့ခွတ်ပေါင်းခြင်းနဲ့ပါသူကယူဆမှုရကိုင်းညီမှုရှိတဲ့ရှစ်လေးနှစ်ဆိုတော့ဒီကနေ့နှစ်ကွက်ဒီယူဆမှုဖြစ်နေခြင်းဖြစ်နေခြင်းအသွားလေးမှာဒီကနေ့နှစ်ကွက်ဟာ ကောင်းဆုံးအနေနဲ့ရွေးချယ်တယ်။ကျန်တဲ့ကဏ္ဍနေရာလဲဒါနှစ်အပိတ်နဲ့နှစ်အပိတ်နဲ့ရှင်နှလုံးပေါင်းခြင်းနှစ်အမှန်ကန်ဖြစ်မယ်ဆိုရင်ဒါဖြစ်နေရင်ရှိတဲ့ကဏ္ဍနေပဲ။ကိုယ်ကြိုက်တာလေးတွေရှိရင်ပုံစံရွေးချယ်ပြီးတော့ထည့်ထုတ်ပေါ့။ဒီလိုလေတုံ့ပြုလို့ရတယ်။ဆိုတော့ဒါဒီယူဆမှုကိုဒီလောက်နဲ့ရပ်တန့်တယ်ပြီးတော့ဒီ၃ခွင့်ကြအနေထားမှာပဲ။နောက်ထပ်ယူဆမှုတစ်ခုနဲ့ကဏ္ဍ တကွက်ချက်ယူဆထားတာရှိသေးတယ်အဲ့ဒါလေးကိုဆက်ပြီးတော့ပြမယ်ဒီတစ်ခါမှာတော့ဒါပထမယူဆမှုပုံစံကိုပဲထပ်ပြီးတော့မှနောက်ထပ်ပုံစံတစ်ခုနဲ့ဒါထပ်ပြီးတော့ခဏတကွက်ဒီပုံစံကတော့ခဏတကွက်ပဲယူဆတယ်ဆိုတော့ဒါပထမယူဆခဲ့တဲ့ဒီပုံစံလေးတွေပြန်ယူသုံးပါဒီသုံးလုံးလေး liberate ဒီသုံးလုံးကို operate အဲ့ဒီတိုင်းဆက်ဖြစ် ဒီတော့တော့ရေးလေးပရိလေးပရိနဲ့ကနန်းတကွက်ဆိုတော့သူကဒါလေးကိုပါလဲယူတော့ဒီတော့လို့တည်ဒီတော့လို့တည်ကိုအလဲဒီတော့လုံးတုံညာဒီတော့လုံးတုံညာ6ပဲလဲဒီတော့လုံး6ဒီတော့လုံး6ဆိုတဲ့ခါလေးလေးအလဲတိုင်းနဲ့လေးပရိဆိုတော့ ခွတ်30ပေါ့ခွတ်30ခွတ်ပေါင်းချင်း30ဒါပထမရေးစားဖို့မှာလိုက်တာရှစ်လေးနှစ်ဆိုပြီးတော့ကနန်းတစ်ခွက်ကိုထည့်ယူပြီးပြီဒီတစ်ခါမှာသူကဒီထိတ်စီးထက်ပုံစံလေးတမသုံးထိတ်အထက်ရှစ်ထိတ်အထက်ကိုးထိတ်အထက်ဖြစ်နိုင်ကြည်ဒါဆက်ဖြစ်နိုင်ကြည်ရှိအဲ့ဒီပုံစံနဲ့ကိုလေးတစ်ဆိုတဲ့ကနန်းတစ်ခွက်ကိုရေးစားမှာသူကိုဒီပုံစံလေးယူစား ဒီ၃လုံးပေါင်းခြင်း၃ညဒီ၃လုံးပေါင်းခြင်း၃ညဖြစ်ဒါဆိုရင်နှစ်ပိတ်ပြီးတော့ဒီလို၃လုံးပေါင်းခြင်း၃ညလို့ပါထပ်ဖြစ်၃ထိပ်ဆိုတော့ဒီ၃လုံးပေါင်းခြင်း၃ညဟာ၃ချက်ရိုက်ပြီးတော့၃ထိပ်အထက်နဲ့၃ထိပ်နှစ်ပိတ်ဒီလိုဖြစ်တာ ဒီလိုဖြစ်သွားတယ်။ကိုယ်အလဲတိုင်းနဲ့ပေါ့သုံးလုံးပေါင်းခြင်းလေးသုံးလုံးပေါင်းခြင်းလေးဒါကနတကွယ်ပုံပေါ်သွားတယ်။အဲ့ဒီလိုပဲဒုတိယအကျင့်ပါ။ဒီသုံးလုံးပေါင်းခြင်းရှစ်ဒီသုံးလုံးပေါင်းခြင်းရှစ်ဆိုရကငါအပိတ်ပြီးတော့နောက်ထပ်ဒီသုံးလုံးပေါင်းခြင်းရှစ်လို့ထပ်ဖြစ်ရှစ်ထိပ်စီအထက်နဲ့ ရှစ်ထိန်၅ပိတ်ဒီရှစ်သုံးချက်ရှစ်သုံးချက်ရိုက်လိုက်တဲ့အချိန်ရှစ်ထိန်၅ပိတ်ထွက်သွားတယ်၆လဲနဲ့ပေါက်သုံးလုံးပေါက်ကြည့်ကိုကနတ်တကွက်ဖြစ်သွားတာနှစ်ချိန်ဖြစ်ထားပြီသုံးချိန်လည်းဖြစ်ချင်းဖြစ်မှာသုံးချိန်ဆက်ဖြစ်လေးလေတလုံးကတော့ယူပြီးပြီဒီသုံးလုံးပေါက်ချင်းခွန်ဒီသုံးလုံးပေါက်ချင်းခွန်ဆိုရင်တိပိတ် ဒီသုံးလုံးပေါင်းခြင်းခွန်ဆိုရင်ကိုထိတ်ဆိုတော့ဒီခွန်သုံးချက်ပုံစံတူဆက်ပြီးတော့ရိုက်ခိုင်ရင်ကိုထိတ်ဒီပိန်နဲ့လေးပြည့်ဖြစ်တော့ဆိုတော့ဒီမှာသုံးခွင်ကြသုံးခွင်ကြအနေထိုင်နေထိတ်စီအထက်လေးတွေဒီလိုသုံးချက်ရိုက်လိုက်ရင်ထိတ်စီထက်လေးတွေဆက်ဖြစ်သွားမှာဆိုတော့ ကိုထိတ်လေးပိနေ sorry ကိုထိတ်လေးလည်းတစ်ပိနေခွာပေါင်းခြင်း၃ညနဲ့ခွာပေါင်း၃ညလေးအလည်းနဲ့လေး break ဒါဒီတစ်ခွက်ပဲယူစားလိုက်တယ်ဒါကအခြားအခြားပုံစံတစ်ခုနဲ့သုံးချက်ရိုက်ပြီးတော့မှထိတ်လေးပိယူစားလိုက်တယ်ကိုလေးတစ်ခွာပေါင်း၃ညလေးအလည်းနဲ့ဒီ break ခဏတကွက်ယူဆလိုက်တယ်ယူဆထားတဲ့အတိုင်းကွက်တီဆက်ဖြစ်ပြီးတော့ကန်ကြီးကြီးကောင်းကြပါစေဆုတောင်းပေးပါတယ်ကျွန်တော် channel ကို subscribe မလုပ်ထားရသေးလို့လုပ်ထားခြင်းနဲ့ဆိုရင်လုပ်ထားပေးပါဖြစ်နေမယ်ဆိုရင် VPN ခံပြီးတော့တည်တည်ချာချာနားလည်အောင် ကြည့်ပါပြီးတဲ့အခါမှာ ကိုကောင်းမဲ့ထင်တာကိုကြိုက်တာကိုပဲရွေးချယ်တော့ပါယူဆထားတဲ့အတိုင်းဖြစ်ရင်ကတော့ယူဆထားတဲ့ကဏ္ဍနေတဲ့ကပဲဖြစ်သွားမှာပဲကံကောင်းရင် ဖြစ်မဲ့ကဏ္ဍကိုရွေးမိကြိုက်မိလိုက်မိမှာပဲ ဆိုတော့အဲ့ဒီလိုဖြစ်ပါစေကံကောင်းကြပါစေဆုတောင်းပေးပါတယ်